ားလုံးပဲမင်္ဂလာများကောင်းစက်တဲ့ဒလာမအပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ဖိုင်လျက်တော့အန်ယူဂျီကဖွဲ့စည်းထားတဲ့ပါသလုံးတွေရဲ့လုပ်ရည်နဲ့ဒေါ်အိုင်းရဲ့အကြောင်းတွေကိုပြောလာတဲ့ဒေါ်တန်မလီရဲ့ရုပ်သံမီတို့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီဖိုင်လေးမှာဒေါ်တန်မလီကအဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တော်ဝေးပန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထားလာမှအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ နော်ကိုတိုင်းပြီမှာပြည်သူတွေကိုဒီလောက်တတ်ဖြတ်နေတဲ့ဘဝကနေလွတ်မြောက်ဖို့လက်နဲ့ကင်နေပါတယ်ဆိုမှပြည်သူတွေတတ်ဖြတ်တာကိုငုတ်ထုတ်တိုင်ကြည့်ပြီးပြည်သူတွေကိုထပ်ပြီးတော့သူတို့ကအနိုင်ပြန်ချစ်ပြီးတော့ကုတ်သွေးပြန်ဆုတ်စားတဲ့အန်ယူဂျီကပတ်တုံလုံးအဖွဲ့စည်းတွေကိုအန်ယူဂျီကတော့ထိမ့်သိမ့်နိုင်လားမထိမ့်သိမ့်နိုင်ဘူးကဲမထိမ့်သိမ့်နိုင်တော့ငါတို့ပြည်သူလူထုကသူတို့ကိုလက်ခံလို့မရဘူးလေတိုင်းပြည်ရဲ့တော်လှန်ရေးမှအချိန်နဲ့ဆွဲလိုက်လို့ဒီနေ့ဒီနေ့ချိန်ထိမရောက်လိုက်တတ်ခွင့်ရသွားတာ တယောက်ကလည်းဒီလောက်ထိချဲ့လေခွင့်ရသွားတာနော်ဒါအခုတော်လန်ရေးသမားတွေအားလုံးပေါင်းစည်းရေးတွေလောက်ရမှာအန်ယူဂျီလက်အောက်ကအကုန်နှုတ်ထွက်နှုတ်ထွက်ပြီးတော့လို့ရှိရင်အေအေနဲ့ပေါင်းမလားဘုန်းကားနဲ့ပေါင်းမလားဘိုးချုပ်နေသားများတို့နဲ့ပေါင်းမလားကင်ယူထဲမှာလည်းအဖွဲ့ကောင်းတွေရှိရကင်ယူတွေနဲ့ပေါင်းမလားလာပေါင်းကင်ယူတွေကိုလည်းပြောချင်းနဲ့ပေါင်းစည်းရေးတွေလောက်ပါကင်ယူနဲ့ကော်တူလီအာမီအားလုံးပေါင်းစည်းလိုက်ပါနော်ပေါင်းစည်းလိုက်နော် ဒီ PC တို့ဘာတို့တွေဆိုတာစဉ်းစားเนาะငါတို့ဒီငါတို့ကရင်လူမျိုးဖြစ်နေတယ်ငါတို့ကရင်ပြည်နယ်ကိုစစ်ကွေးတွေနဲ့ပေါင်းပြီးတော့လုပ်တင်သလားအခုဘာကလည်းကြောင်တို့တိုက်ပွဲတွေဖြစ်နေတယ်เนาะရေကြော်ကြီးရေကြော်လေးလိုင်ဝါရွာလူတွေဘန်ကားကလူတွေစကားပြောတာစင်ကျင်ကြစစ်ခွေးတွေကနေရာတိုင်းမှာသူတို့လူတွေရှိတယ်เนาะနေရာတိုင်းမှာသူတို့လူတွေရှိတယ်သူတို့လူတွေရှိတယ်ကိုကကိုရွာသားချင်းချင်းပြောတဲ့စကားပဲဒါပေမဲ့လို့သူတို့ကတင်းကိုလိုက်နိုင်နေတာ နော်ညီကျော်ကြီးညီကျော်လေးနိုင်ဝါလူတွေကနိုင်ငံရေးအသိဉာဏ်နဲ့စိကြတာလည်းမဟုတ်ဘူးဂျိုယိုအယက်သားတွေကဆိုတော့ဒီနိုင်ငံရေးအသိဉာဏ်မရှိဘဲနဲ့ဒီထောက်ပို့တွေနဲ့စကားပြောဒီသမိတ်ဆွေချင်းချင်းတွေစကားပြောဟိုပြောဒီပြောပြောပြီးဒီတည်နေရအကောင်လုံးစစ်ခွေးတွေနားထဲကိုရစင်ကျင်ရနော်ကိုကတော့လူမြောက်နေမြေမှာပြည်တွင်းကအခုမိုင်းပပတ်လည်နဲ့ရွာသားတွေဘယ်လိုလှုပ်လှုပ်စားမလဲစဉ်းစား ို့အဓိကကကိုတိုင်းပြည်ကိုလူမျိုးကိုချင်းစစ်ခွေဘက်ကိုပါစရာမရှိတာပါစရာကိုမလိုတာဘာလို့လဲဆိုတော့ငါတို့ဒီငါတို့ရွာငါတို့မြေငါတို့လေကိုလာပြီးတော့အပိုက်စီးတဲ့နော်လာပြီးလာခွဲကောက်ခွဲဆောက်ရှောက်မယ်ဆိုတဲ့ဇာကနဲ့ငါတို့ပြည်သူလူထုကိုအနိုင်ကျင့်တယ်ပေါ်တာဖမ်းတယ်ပတ်စံတွေကောက်တယ်ဟင်အခုနင်တို့ရေကြော်ကြီးကြီးကြော်လေးလိုက်ွားလူတွေစစ်ခွေးမှနေကျင်နေဆိုရင်နင်တို့မိသားစုတွေအကုန်လုံးစစ်တပ်ထဲတဝင်ကြအမှစစ်ခွေးတွေလိုနေတယ် ။တည်င်းကမပေးနဲ့။နော်။စောက်ပေါက်တွေတော့နင်တို့မချောင်ကြနဲ့။နင်တို့နင်တို့လီနေကိုနင်တို့အားပေးခြင်းနဲ့ဆိုနင်တို့လီနေစီတယ်နင်တို့သားတွေစီတယ်နင်တို့သမီးတွေစီတယ်စစ်ခွေးပါစစ်တပ်တောင်းတချမ်းဆောက်ခိုင်းနော်ရွာသူရွာသားတွေဒုက္ခရောက်အောင်နော်နင်တို့တည်မပေးနဲ့နင်တို့တလောက်စစ်ခွေးကြီးနေတာပဲကနင်တို့ကိုယ်တိုင်တနက်ကန်ပြီးတော့စစ်ခွေးဘက်ကတတိုက်ပေးလိုက်ကြလေစိတ်နာတယ်တကယ် ေတော်ကြီးရွာဒီလိုမျိုးဖြစ်သွားတာဖြစ်စင်ဘုံလက်ကျဲတာစောက်ပေါက်တွေခြောင်ရကိုစင်စားပေါ့ကိုစစ်တပ်ကိုကြိုက်ပြင်မဲ့လို့ဆိုဥပမာကိုပြောလိုက်မယ်ဆိုလို့ရှိရင်လေဩငါတို့ရွာကိုပဲဘုံလက်ကျဲမှာငါတို့ဆွေမျိုးတွေရှိတယ်ငါတို့ဆွေမျိုးအိတ်နေပြက်မယ် ထားလိုက်တော့တို့လက်သုံးချောင်းမကြိုက်ဘူးထားလိုက်နင်တို့လက်သုံးချောင်းမကြိုက်ဘူးထားလိုက်နင်တို့လိနေဘယ်နင်တို့ကြိုက်တယ်လို့ထားလိုက်ဒါပေမဲ့နင်တို့မကြိုက်တဲ့လူတွေဒီမှာစစ်နေပေမဲ့လို့နင်တို့မကြိုက်တဲ့ကလေးတွေကနင်တို့အိမ်တွေကိုလက်ဖြက်စီးတာမဟုတ်ဘူးနင်တို့အိမ်တွေမှာလုံဝင်ပြီးတော့နော်ဘာမှလည်းနှိုက်စားတာမရှိဘူးဘာမှလည်းယူစားတာမရှိဘူးဘာမှလည်းခိုးစားတာမရှိဘူးနင်တို့လိုးလင်းနေလိုက်တက်တွေကစအကုန်ယူစားတာဟွန်း နင်တို့ဒီကလေးလေးရွာတဲ့ကိုဝင်လာတာမတိုက်လို့စီနင်တို့လင်းနေစီမှာနင်တို့စစ်တပ်ထဲမှာတနတ်ယူပြီးတာဝန်တတဆခိုင်းအမမင်းအလိုက်တဲ့ကလူတွေအမရေကျော်ကြီးရေကျော်လေးမနော်စစ်ဘောမနေတဲ့ဟာတွေစစ်တပ်တာဝန်ထမ်းဆောက်ခိုင်းတိုက်ခိုင်းသူတို့စပ်ပါတော့မချောင်နဲ့ရွာပြက်အောင်ဘန်နာမနေပြီးလူမြောင်းနေမြေကနေပြီးတော့စပ်ပါတွေမချောင်ရနဲ့ ောင်းလို့ရွာသားလေးတစ်ဖက်ရတယ်အခုဆိုမိုင်းနေပပက်လက်ထောင်ထားတယ်စပားလည်းမဆိုင်ကြနဲ့တော့ပေါ့ရေပဲလည်းမဆိုင်ကြနဲ့တော့ဘာမှမလုပ်ကြနဲ့တော့နင်တို့နောက်နေ့နောက်နေ့တော့နင်တို့ချီးချောက်ပဲနင်တို့ကောက်စားကြကိုရွာအလူတွေဒုက္ခရအောင်ကိုစောက်ပေါက်ချောက်တာနောက်စီသေးတယ်ငါသားဘယ်မှနေလဲငါသားနေတဲ့နေရာကပြောစရာလားမင်းစရာလားဒီစကားတွေကစဉ်းစားကြည့် ပြောရင်ငါမုံမုံရတယ်သူတို့အခုဆိုလို့စင်ဒရိုင်းပြီးလုံးလူတွေတည်ရဟိုးထပ်ပမပြီးအပမပြီးအစောင်းအတော့မရောက်လိုက်ဘုံကျဲတတ်ဖို့အခွင့်ရရအောင်အန်ယူဂျီကအချိန်ယူဝေးတာဒါကိုလည်းအခုချိန်ကြီးသူတို့ခိုးစားဖို့အတွက်လမ်းကြောင်းကဖန်တီးနေတော့ဟိုတာသခင်ဆိုလို့စင်သူ့ရဲ့ဆိုင်ကတသိန်းခွဲတာကို တော်လိုက်ရေးလောက်တာတော်လိုက်ရေးတီးတဲ့လို့ပေါ့ကိုတိုင်းပြည်ချင်းဒီဆိုင်ကယ်ကိုရောင်းပြီးတော့လက်နဲ့ခရရဝဲဝဲလေးမဟုတ်ဘူးဆိုင်ကယ်အသက်စီးနေတော့တော်လိုက်ရေးကိုဘန်းပြပြီးတော့ဒီဆိုင်ကယ်ကိုလေးလံတင်တယ်ဒီဆိုင်ကယ်ကိုမဲဖောက်တယ်မဲဖောက်ပြီးတော့ဆိုင်ကယ်ဘုတ်ဖက်တသိန်းခွဲလာနှုတ်အောင်မသူတို့ဆိုင်ကယ်တွေကိုလေးလံတင်တယ်ဘယ်မဲဖောက်ပြီးတော့ပြည်သူတွေကဝဲပေါ့ဝဲပြီးတော့ဆင်းအဲ့ဒီကသူတို့ပစောက်သူတို့နှုတ်နှုတ်ပြီးပုံမတော်လိုက်ရေးထည့်မယ်ဆိုတော့နင်တို့စပတ်တော်လိုက်ရေးကိုလောက်တာ သားသခင်ဆိုတဲ့အကောင်စာရင်းဆရာရေရောင်ဘာရေရောင်နဲ့နာမည်ကြီးတွေနဲ့လိုက်တွေပြီးတော့မိတ်ဖုံးဘူးဟောပြောဝဲစာပင်ဟောပြောဝဲတွေသွားသွားပြီးတော့ဘာဘာဘဟုတုတ္တမမရှိဘူးကိုဂျိုးတော့ပဲလောက်လာတာငါတို့ပြည်သူတွေငတောင်းနေမဟုတ်ဘူးနင်တို့ကမနေ့တနေ့ကမှထမင်းစားတာငါတို့ကနင်တို့ထက်အရင်ထမင်းစားတာနင်တို့ခြေလန်းနေငါတို့ကမြင်နေတော်လန်ရေးကိုဖမ်းပြပြီးစီးပွားထွက်ရှာတာ ။ဘာတင်နိုင်ထွက်နင်တို့ဒေါ်လာရေးမလုပ်နဲ့။နင်တို့လို့စိတ်ဓာတ်မျိုးနဲ့ဒေါ်လာရေးလုပ်လဲဘယ်တော့မှမအောင်ဘူးဒေါ်လာရေး။လုပ်နေတဲ့လူတွေအတွက်အနောက်ဆက်ဖြစ်တယ်။ပြည်သူ့ငွေတွေအလေလွင့်ဖြစ်တယ်။နင်တို့ဒေါ်လာရေးလုပ်တယ်ဆိုတာနင်တို့တိုင်းပြည်ချစ်တယ်ဆိုရင်ငါတို့တို့လုပ်လေတပြားတစ်ချက်မှမကြမ်းအောင်ပေးလေ။ပေးလူငါတို့တော်လာရေးလောက်တယ်ငါတို့ကလေးတွေငါတို့ပတ်စံနေငါတို့ပေးတယ်ငါတို့ထောက်ပံ့တယ်ပေး နင်တို့ကြတော့ဟိုမစီးဘူးလားကြီးတော်နင်တို့စီးနိုင်ပါလားဘတ်တသိန်းခွဲဆိုင်ကယ်ဈေးကိုဘတ်တသိန်းခွဲတယ်ဝယ်စီးတာကားတွေရစီးသေးတယ်ဝယ်လိုက်သေးတယ်မဝင်နဲ့လို့မပြောဘူးဒီဆိုင်ကယ်ကကိုပိုင်ဆိုင်ကယ်လားဒါမှမဟုတ်လို့ရှိရင်အဖွဲနဲ့လားတော့တော်လိုင်းရင်အဖွဲရဲ့ဆိုင်ကယ်ဆိုရင်ဒီတော်လိုင်းရင်အဖွဲရပဲပိုင်ရမယ်လေ ကိုကဆိုင်ကအသက်ကိုချိန်စည်းခြင်းတိုင်းဒီငွေကိုဖော်ဖို့တော်လိုင်းကြီးကိုခေါင်းစဉ်တက်ပြီးတော့လက်မလုတ်စားနဲ့နော်အရင်နေ့တွေကပြောစရာတွေများတယ်လို့မပြောအားတာနော်အဓိကစာသမားပြည်သမားတိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့အနစ်နာခံတဲ့စိတ်ရှိရမယ်အချောင်သမားစိတ်မရှိရဘူးခုကြတော့အချောင်လေးအချောင်စားအချောင်သမားနေရာပါဝင်ယူလိုက်သေးတာငါကပြည်သူစင်းတယ်နော် ပြည်သူတွေကပြည်သူပြည်သူစကားကိုနားထောင်တတ်အောင်လုပ်ခေါင်းဆောင်တို့တော်လှန်ရေးသမားတို့ဆိုတာပြည်သူစကားကိုနားထောင်တတ်အောင်လုပ်ပြည်သူစကားကိုနားထောင်ပြီးအဲဒီမှာဘာဖြစ်နေလဲပြည်သူတွေရဲ့ခံစားချက်ဘာဖြစ်နေလဲငါတို့တွေဘာတွေပြုတ်ပြင်ပြောင်းလဲရမလဲဆိုတာသိအောင်လုပ်မလုပ်နိုင်ရင်ဖွက်ပြည်သူလက်မခံတဲ့အဖွဲ့အစည်းပြည်သူကမကြိုက်တဲ့အဖွဲ့အစည်းခေါင်းဆောင်လည်းမလုပ်နဲ့ဖွက် ိုယ်ပါကိုယ်အလိုက်တည်းနှုတ်ထွက်ကြတယ်အခုကအန်ယူဂျီကပြောတာတို့ကအစိုးရတော့လုပ်ချင်တယ်တဲ့လက်နဲ့ခရရန်တော့အစိုးရမှာပေါ့နော်လိုအပ်ချက်တွေများရေလက်နဲ့ခရရန်တော့အဖွဲ့တိုင်းကိုမထောက်ပံ့နေပေးနိုင်ဘူးတဲ့ဆိုတော့ပြည်သူ့ဖွဲ့ရဖွဲ့တိုင်းတွေကတော့စားလို့တော့မကုန်ဘူးဒီကလေးတွေကိုထောက်ပံ့ရင်ပြည်သူပေးတဲ့ငွေတွေကတို့တို့ခွဲချမ်းစိတ်ပြပြီးယူလိုက်ကြဟုတ်လေဩစတြေးလျမှာအလူခံတဲ့ပတ်စံအမြေပြင်ကိုရောက်မယ်ထင်လို့လား သူတို့အောင်စုနဲ့သူတို့လသာဝေယူတာဒါတိထအရင်မရဲ့ like လေးကိုဖိပြကိုလည်းပါဖြစ်လို့လဲဆိုတော့ ထောက်ဖို့သမားအလူခန့်တယ်ဆိုတာပြည်သူစီကပတ်စံဘလောက်ထိမျောလင့်ထားတယ်ဆိုတဲ့သက်သေကိုပြမှာကစကားတိစကားနဲ့ဆောက်ပြရလို့ကြားလည်းပြားလို့ဆိုပြီးတော့မလို့ဝေးကင်းရောမလာပြီးတော့မှတော့နေတော့တော်လာရေးပြီးသွားလို့လာပါကလေးဟုတ်ကဲ့ငါဒီနေ့ဒီဝစ်တော့မတော်ခဲ့တဲ့နေရာမှာလည်းငါဒီလိုပဲပြောခဲ့ငါမျောလင့်ထားတာတို့တောင်းရှိနေတယ်ငါမျောလို့တော့မျောလင့်ချက်ဟာပေါ်လောက်ပဲမျော်လင့်ချက်ပြည်သူမှအလူခံသွားတာတောင်းချီပြီးလူမယ်လို့သူကမျော်လင့်ချက်နဲ့သွားတယ်သူဘလို့ပောက်ွဲလာတယ်ကြည် ောလားကျွန်တော်ကတထောင်ကြည့်တယ်။အဲတထောင်ကပြုံးပြီးရှူလာတယ်ဆူတောင်းပြလိုက်တယ်။တထောင်နဲ့မကန့်ငါရွှေရောင်းဝင်တထောင်နဲ့မကန့်ငါမဆက်ရဘူး။ငါရှင်နေနေရငါအစရေကရွှေရောင်းပြီးလှူပေါ့။အဲ့တော့ဟောပြည်သူတွေကဖက်ဖက်ကိုမောနေပြီးပေးရတာ။ပေးတဲ့ပြပတ်ဆက်နေလဲသူတို့ထောက်ဖို့လက်ထဲမှာပဲလုံးလဲချလဲနဲ့ပျောက်သွားတယ်။နော်အဲ့လိုဆိုတော့အခုသူဘယ်မှာအလှူတခန့်လာလဲမသိဘူးပေါ့နော် နော်နော်ဟာဒီနိုင်ငံခြားကဒီလိုကစကားဒီကစားပဲပြောခဲ့တယ်ငါဒီနေ့ဒီဝတ်စုံနဲ့သွားခဲ့တဲ့နေရာမှာလည်းငါဒီလိုပဲပြောခဲ့တယ်ငါမျောနေတာကသူတို့တောင်းရှိနေသူကမျောလို့သွားလာသူတို့ကတစ်ထောင်ယူပြီးအဲ့တစ်ထောင်ကပြုံးပြီးယူတာတစ်ထောင်ပြုံးပြီးပြည်သူလေသူနိုင်ဘလောက်လူမှာပေါ့သူများမလူနိုင်ရင်ပြောစရာအကြောင်းမရှိဘူးလေငါမှဘလောက်ရောင်းပြီးလူလိုက်လို့ရှိရင်ဒီထက်မကရမှာတို့ပါတို့အစတည်းကညာရောင်းပြီးလူလိုက်လေစေတနာစီဘာလို့လိုက်တောင်းနေလဲအဲ့တော့ဟာဒါသူမယိုးသားလို့ပေါ့ နော်လူတရားကိုထောက်ပံ့ရေးလိုချင်တာလူတရားစီမှာအလူခံတာဘုရုစီမှာပဲအလူခံကငါစီမှာပဲအလူခံသူများစီကငါတို့စေတနာစီတော့ပဲငါတို့ပေးမယ်စေတနာစီတာထက်ကိုဥပမာငါတို့မှာပိုဆန်တယ်လို့ပဲငါတို့ပေးလို့နိုင်မယ်လေငါတို့ပြည်သူတွေမှာမိသားစုရေးစီတဲ့ပူရေးစီတော့ကရေးအမျိုးစုံမျိုးစုံရှိတယ်ငါတို့ဘွားတွေတော်တီတော်နိုင်ရဲကိုနိုင်တယ်လို့ပဲထဲမှာပေါ့အဲ့တော့ဟုတ်လားတော်လို့ဂျင်းနားလောက်မရရင်လိုင်းမော်တက်စေတာ ူကအလူခံကြီးလိုချင်နှလောင်းမရရင်လိုင်းပေါ်တက်ဆက်တာအဲ့ဒီမှာအဲ့စဉ်းစားရေဒီယိုပေးမလားထောက်ဖို့လက်ထဲထည့်မလားဒါပဲရှိတယ်နော်အခုအန်ယူဂျီကဘလို့ပုံရိပ်ဖို့လဲဆိုတော့အမေတော်ဆန်းစုကြည်နဲ့သမရကြီးဘူးမြင့်ဝင်းကြီးရဲ့သူကပုံရိပ်ကိုယူတယ်ထောင်ထဲကထွက်လာအောင်မလုပ်ပေးဘူးသူကယူလိုက်တယ်ယူပြီးတော့ဒူဝါလစီလာနဲ့ဦးမန်ဝင်းခိုင်တန်းကိုတိုင်းရင်သားတွေကနှစ်ယောက်ကိုသူကရောင်ပြသူခန့်လာလိုက်တယ်တောင်းတဲ့ပြည်သူတွေကငါကိုယ်တိုင်တော့ရဲ့လေ ဟုတ်တယ်လို့ထင်မှာပေါ့နော်ဒါပေမဲ့တိတိကျကျပြန်စဉ်းစားကြည့်ရင်သူတို့ဒီတည်မှန်လို့ရှိရင်အစိုးရဖွဲ့စရာမလိုဘူးနော်ဒီလူလူထုရဲ့နော်ငွေတွေကိုဒီဒေါ်လာရေးသမားတွေသူတို့ကိုယ်တိုင်ပတ်တော်လုံးဖွဲ့စရာအကြောင်းမရှိဘူးနော်ဒီဒေါ်လာရေးသမားတွေကပတ်တော်လုံးဖွဲ့စရာကိုမလိုဘဲနဲ့ဘုန်းငါးတို့ကနေပြည်ကံဒေါ်လာရေးသမားအမာခံနေရှိနေပြီးသားပြည်ပြည်နယ်မှာလည်းတော်ထဲမှာကလေးတွေစောင့်နေပြီးသား ုမှာလဲစောင့်နေပြီးသားဒီမှာလဲစောင့်နေပြီးသားဣသလို့စိနေတဲ့အတိုက်တာပါเนาะဘာကြောင့်ပတ်သုံးလုံးဖွဲ့လိုက်တာလဲဆိုတာဒီနေ့ဒီချိန်မှာကောင်းကောင်းကြီးသိလာရမယ်မေတော်အောင်ဆန်းစုကြည်ကိုလဲထောင်ထဲကထွက်လာအောင်မလုပ်ပေးဘဲနဲ့မွေးနေ့ခွဲတာပြည်သူကိုအကြိမ်ကြိမ်ဂျင်းထဲ့ပြီးတော့ပြည်သူတွေအုံကြွမှာဆိုလို့ပြည်သူတွေကို နားလဲပြီးတော့ပားရိုက်တာပါเนาะအခုဆိုဘူးပေါ့တို့ပေါ်လာခဲ့ပြီ ဒါဆိုရင်ရိုးရင်ကြအေးလုံးနေတဲ့ထုံးခင်တို့နဲ့ဇင်မာအောင်တို့နဲ့အခုကြောင့်မိုးထုံးတို့နဲ့ကဘာတွေတော့စဉ်းစားနေရဖြစ်လာပြီအဓိကနိုင်ငံခြားရောက်လာတဲ့လူတွေအခုကြောင့်မိုးထုံးကဘာတွေလုတ်ပေးထားတာလဲဘာလို့တော်လန်ရေးကိုမအောင်မြအောင်စစ်ကိုခီးမပအောင်ဘာလို့မထွက်နိုင်တယ်မထိုးဖောက်နိုင်တာလဲနိုင်တန်ရေးတမန်ရေးမှာဒါအခုကြောင့်မိုးထုံးတရားလုံးနိုင်ငံခြားမှာစိနေတာဒါဆိုရင်သူတို့တွေကတရေမမှန်လို့နိုင်ငံတကာကသူတို့ကိုမျက်စိ တောက်ထောက်ပြီးတော့ကြည်နေတာဟင်တန်ကင်းတမန်ကင်းကထောင်ထဲကအမီတော်ဆန်းစုကြည်နဲ့သမရကြီးဦးအမြင့်ကလာမှာအောင်မြင်မယ်ဆိုတာပြည်သူတွေသိထားကြသူတို့ရည်ချင်းနဲ့သူတို့အနေထားနဲ့ဘယ်နေရာမျိုးကပဲလို့လို့ဘယ်ရှုထောက်ကပဲလို့လို့ဒီတိုင်းပြည်စူပါပါဝါနိုင်ငံအမှာသူတို့အစိုးရဖြစ်လက်မခံဘူးနိုင်ငံခြားကနေဖွဲ့ထားတဲ့အစိုးရအဖွဲ့စီ ြည်တွင်ထဲမှာအမကန်ထောက်ဘူချုံနေသားများကိုတို့လက်ခံရလက်ခံမယ်နိုင်ငံတကာကဘူချုံနေသားများရဲ့ဘူချုံထွန်းညံ့နိုင်ရဲ့ဘုန်းနဂါတို့ရဲ့တိုင်းသားလက်နက်ကိုဘူချုံခွမ်းမော်တို့နောက်ရှိတဲ့ချက်လက်နက်ကိုဝါတိုင်းသားလက်နက်ဓာတ်တွေကိုပေါင်းစည်းပြီးလုပ်ရင်တော့နိုင်ငံတကာလက်ခံရလက်ခံလိုက်လိမ့်မယ်သူတို့လုံးလုံးကတော့လက်ခံမှုမရှိတော့ဘူးသူတို့ဒီဘာစူပါပါဝါမှလည်းမရှိသလိုဘာရည်ချင်းမှလည်းမရှိတဲ့လူတွေဖြစ်တဲ့အတွက်ကာရိုက်တာတွေလည်းညံ့ဖြစ်နေတဲ့အတွက်သူတို့ကိုဘယ်သူမှလက်မခံတော့ဘူးဆိုတာပြည်သူတွေသိထား။ဘေးနိုင်ငံကမှတရားဝင်ပြအောင်သူတို့လုပ်စရာအကြောင်းမရှိတာ ။အာငါတို့ပြည်သူတွေသိထား။အဓိကထွက်လာလုံနိုင်တဲ့လုံပိုင်ခွင့်ရှိတာမေတော်အောင်ဆန်းစုကြည်နဲ့သမရကြီးဦးဝင်းမြင့်နိုင်ငံတကာတန်ရေးတမန်ရေးမှလုံပိုင်ခွင့်ရှိတာအသိမှတ်ပြုကြမှာအမေတော်ဆန်းစုကြည်နဲ့သမရကြီးဦးဝင်းမြင့်သူတို့အစိုးရဖွဲ့ထားလို့ပြည်သူကိုပဲလိန်စားလို့ရမယ်နိုင်ငံတကာကိုလိန်စားလို့မရဘူးအဲ့ဒါသိထားသူတို့ဘယ်နေရာအစိုးရပေးပြီးတော့တန်ရေးတမန်ရေးမှာဘလို့ခေါ်ပြီးဆွေးနေမယ်။မင်းအောင်လိုက်ဟိုတာအေးစီဘောက်ကသွင်းတာသူတို့နောက်ဖေးဘောက်ကသွင်းတာ လိုဖြစ်အောင်လို့သူတို့အချိန်ဆွဲပေးလိုက်တာဒါကြောင့်ဒီရိုဟင်ဂျာလို့ခေါ်နေတဲ့ဘင်္ဂလီတွေဒီမြန်မာနိုင်ငံသားမဟုတ်ဘူးဒါအမေတော်ဆက်စုကြည်ပြောသွားတာကိုနိုင်ငံတကာအဒီအားနဲ့ချက်ကိုယူပြီးအမေစုပါဝိုင်းတတ်ဖို့သူတို့ကလုပ်နေတာအဲ့လိုဆိုတော့သူတို့အစ္စလာမ်နိုင်ငံတွေဒီညီတို့အစ္စလာမ်ဘာသာဝင်လူမျိုးချင်းတူတူပဲအခုရိုဟင်ဂျာအရေးကိုငါတို့မြန်မာနိုင်ငံသားလို့သတ်မှတ်ခိုင်းတဲ့အစ္စလာမ်နိုင်ငံတွေ အဲ့ဒါနင်တို့လူမျိုးချင်းနင်တို့ဘာသာချင်းနင်တို့ပြန်ပြီးတော့ခေါ်ကြနင်တို့နိုင်ငံမှာတရားဝင်ဖြစ်အောင်လုပ်ပေးလိုက်လေဒါပဲဘာမှမမနိုင်ငံမှာလာပြီးတိုင်းရင်းသားဖြစ်လက်ခံခိုင်းစရာအကြောင်းမရှိငါတို့ကဘာသာရေးပြောနေတာမဟုတ်ဘူးလူမျိုးရေးပြောနေတာမဟုတ်ဘူးတိုင်းရင်းသားမဟုတ်တဲ့လူမျိုးစုတစုကိုငါတို့တိုင်းပြည်တွေကိုကဘာကြီးနဲ့ပေါင်းပြီးတော့လူခွင့်ရေးဆိုတဲ့ခေါင်းစဉ်တတ်ပြီးတော့ငါတို့တိုင်းပြည်ကိုဒုက္ခလပေးနေလို့ငါတို့ကပြောနေတာ ဘေးမြန်မာနိုင်ငံတိုင်းမှာမရှိဘူးဒီလိုဟင်ကြဘင်္ဂလားဒေ့ရှ်တွေကိုငါတို့မြန်မာနိုင်ငံသားဆိုဖြစ်ရအောင်မြန်မာမြန်မာနိုင်ငံသားဖြစ်ခွင့်မရှိဘူးလားမေးမယ်โอเคဖြစ်ခွင့်ရှိတယ်ဒါပေမဲ့နိုင်ငံသားဖြစ်ရှောက်ခွင့်ရှိတယ်နိုင်ငံသားဖြစ်လာရှောက်နိုင်ငံသားကိုဖြစ်ရှောက်ရင်မြန်မာနိုင်ငံသားဖြစ်ခွင့်ရမယ်ဘာမှမြန်မာတိုင်းရင်းသားဖြစ်ခွင့်ပေးစရာအကြောင်းမရှိဘူးရောက်ရည်တူလားခြေကံပါတာစကားတွေတူလား နေထိုင်မှုစနစ်တွေတူလားဘာမှမတူတဲ့လူမျိုးစုတစုကိုအခုကရင်နဲ့တရင်နေမွန်နေရခိုင်နေကြည်ကြည်အကောင်ပတ်သက်ဆွမ်းလို့ဆွမ်းနယ်မှုရှိရနော်တိုင်းရင်သားတွေနေထိုင်စားသောက်မှုပုံစံနေနော်နေထိုင်စားသောက်မှုပုံစံနေအားလုံးပတ်သက်ဆွမ်းမှုရှိတယ်ဒီဘင်္ဂလားဒေ့ရှ်နေနေထိုင်စားသောက်မှုနဲ့ငါတို့ပြည်သူတွေနဲ့တူလားမတူဘူး ဒါငါတို့ကလက်မခံဘူးပြောနေတာလည်းမဟုတ်ဘူး။မြန်မာနိုင်ငံသားဖြစ်ခွင့်မရှိတာရှိတယ်။ဒါပေမဲ့ရှာရမယ်။လာပြီးတော့အစ္စလာမစ်နိုင်ငံအနေနဲ့အဲ့ဒီဂမ်ဘီယာနိုင်ငံတို့လိုမျိုးနော်ဇဟိတ်တို့လိုမျိုးနော်ဂမ်ဘီယာနိုင်ငံနောက်ပြီးတော့ဒီအာဂျင်တီးနားနိုင်ငံတို့လိုမျိုးကငါတို့တိုင်းပြည်ကိုဖိအားပေးပြီးတော့နင်တို့နိုင်ငံနဲ့ဒီလိုမျိုးတွေကဒီလိုမျိုးတွေနင်တို့နိုင်ငံသားဖြစ်နင်တို့နိုင်ငံသားတို့လာပြီးတော့မတရားတော့လမ်းမလုပ်နဲ့လေ။ဒါမတရားလို့တာ ဒတိုင်းနေတဲ့ဒတိုင်းနေအာနေနေတဲ့ဒတိုင်းနေဒုက္ခရောက်နေတဲ့ဒတိုင်းနေကိုမတရားအနိုင်ကျင့်ပြီးတော့နင်တို့လက်ခံရမယ်ဒီလူမျိုးတွေကနင်တို့လူမျိုးတွေလို့မတရားငါတို့ကိုနာပြီးတော့လောက်တာဒါဆိုနင်တို့အစ္စလာမ်နိုင်ငံတွေကဘာလို့လက်မခံတာလဲနို့ဘာသာလဲတူတယ်အတူတူပဲနင်တို့စာသားနေထိုင်ပုံတွေနင်တို့တူကြတယ်လက်ခံလေနင်တို့နင်တို့ကလက်မခံဘူးငါတို့ဒတိုင်းနေမှာလာပြီးတော့တို့ပြည်သူတွေဒုက္ခရောက်ပါတယ်ဆိုမှနင်တို့ထပ်ပြီးတော့ဒုက္ခလည်းပေးတာဒီလူအခွင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ စစ်တပ်နဲ့ပေါင်းပြီးလုပ်တာမြန်မာနိုင်ငံပေါင်းပြီးလုပ်တာငါတို့မြန်မာနိုင်ငံကမွ슬င်တွေမပါဘူးနော်မြန်မာမွ슬င်တွေမပါဘူးမြန်မာအစ္စလမ်တွေမပါဘူးနော်ငါပြောတာရှင်းရှင်းလေးငါပြောလားနေဆက်ဆိုတာအရေးကြီးဆုံးဟုတ်နေဝင်လက်ထက်တည်းကစောက်တုံးမကြလို့ဒီလိုဖြစ်ကုန်တာနေဆက်ဆိုတာအရေးကြီးဆုံးနေရာမှာ နော်လုံးဝအခုထိုင်းနိုင်ငံငါတို့မြန်မာနိုင်ငံသားကိုထားတာတွေ့လားဘလောက်လူများများသူတို့နိုင်ငံမှာဘာမှနေရာယူခွင့်မရအောင်ကတ္တချက်စီမံစီကံချက်တွေနဲ့သူတို့နိုင်ငံမှာခွန်ရရတယ်သူများနိုင်ငံလောက်တာအခုဝင်လာတဲ့လူရင်းကြတွေကိုအဲ့လိုမလောက်ဘူးလေသူတို့ကဘင်္ဂလားဒေ့ရှ်တွေကိုအဲ့လိုမှမလောက်တာနိုင်ငံရဲ့ခိုးဝင်ပြလာဝကလည်းပတ်စံနေပြီဒီဒီဟိုဥစားမှာဆိုလို့စီးရင်ဘင်္ဂလားဒေ့ရှ်တွေခေါ်သွင်းတာစစ်တပ်ကလေစစ်တပ်ကခေါ်သွင်းတာဟိုခေတ်တော်ကစံတပီနေရာခေတ်မှာတယောက်ကို၁၀သိန်း နော်အဲ့ဒီမြဝတီဒီတင်ငယ်ကြီးနော်တမခိတ်မှာဆိုရင်လူတရားကိုဒီဘုံမူတရားကပြူဝမူတရားကအဲ့ဒီနေရာရဖို့အတွက်သိမ့်တရားဃာရတယ်မုတ်ဘုံပေးရတယ်သိမ့်တရားမုတ်ဘုံထဲမှာပတ်စံထည့်ရတာနော်မုတ်ဘုံတကတော့တယ်ဆိုတော့မုတ်ဘုံမဟုတ်ဘူးပတ်စံမုတ်တယ်ကိုသွန်ပြီးပတ်စံထည့်တာနော်အဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၀ယောက်ကိုတွင်းလိုက်လို့ရှိရင်ကြည်ပြီး ဲ့ဒီတမ္ပါခိတ်ကပဲဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေမြန်မာနိုင်ငံသားတွေတဖွဲဖွဲဝင်တာတော့မုံရပလီပို့တယ်မြင်းချံပလီပို့တယ်ဒီပလီတွေမှာတို့နောက်နိုင်ငံသားကနော်ထောက်ပံ့ခြင်းယူလာတဲ့ပလီဆရာတွေအမှကန်နဲ့ဒါကငနေစမအဲ့ဒီချိန်မှာရောင်းဝယ်လုပ်နေတာ အဲ့လိုဆိုတော့အခုကျတော့အကောင်လုံးရှောက်ကုန်ပြီရှောက်ကုန်ပြီထိုးခင်ရလဲစစ်တပ်နဲ့တစ်ဖက်လက်နဲ့ဖောင်ထားတယ်ဒီဒီရိုဟင်ဂျာလို့ခေါ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုနော်မြန်မာနိုင်ငံသားဖြစ်ကိုရတဲ့အပြင်ကို तू ကပြင်းနေပါ तू က तू ကနည်းမြေပါ तू ကယူအောင်ပါစဉ်းစားလေတမိုင်းမှာရှိသလားတမိုင်းပညာရှင်တွေဘာကြောင့်ထွက်မပြောတာလဲ မြမသမိုင်းပညာရှင်တွေငါရဲ့သမိုင်းစာအုပ်ကြီးကပြောက်သွားလို့နော်ငမောင်လေးကိုစေထိုးပြီးပေးယူလိုက်တဲ့အဲ့ဒီချိန်မှာငမောင်ယူသွားတာစစ်ယုံချုပ်မှာငမောင်ပစ္စည်းတစ်ခုမှပြတ်မရဘူးဟာကလောက်စီးရမြန်မာနိုင်ငံသမိုင်းစာအုပ်ဟုတ်ပြူစောတိလက်ထက်ကနေပြီးတော့ဟဲ့နေဝင်လက်ထက်အထိမြမသမိုင်းစာအုပ်ကြီးအဲ့ဒါရှိရင်ဒီချိန်ကတန်ဖို့အကောင့်ကဖတ်ပြမှာအပိုင်နဲ့အပိုင်နဲ့အဲ့ဒီတော့ကလည်းငါနားမလည်ခဲ့လို့ ငါမှလည်းယူသွားတဲ့အရာတွေအိစာအုပ်ကြီးကိုငါအဖေစာအုပ်ကြီးနော်အဲ့ဒါလို့ဆိုတော့ဒီညီမနိုင်ငံကိုပဲဒုက္ခပင်လေဝေနေတဲ့ပြည်သူလူထုတွေဒုက္ခပင်လေဝေနေတဲ့နိုင်ငံသားတွေကိုပဲအဲ့ဒီအာဂျင်တီးနာတို့ဒဟိတ်တို့ဒီနိုင်ငံတကာကတကယ်လို့ဗာလေလူဒန်းစားတွေကဘာကြောင့် ဒီလိုမျိုးမြမပြည်ကိုဂျင်းလာထဲ့တာပဲဟမ်ဘာကြောင့်ဂျင်းလာထဲ့တာလဲမြမနိုင်ငံကိုဒီလိုဟင်ကြရင်မြမနိုင်ငံသမိုင်းမှာဘယ်တော့မှမရှိခဲ့ဘူးဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဒီလိုအစ္စလမ်ဘာသာပုဂ္ဂိုလ်ခွဲခွဲမရှိလားရှိတယ်မြမနိုင်ငံမှာရှိတယ်မြမမွတ်စလင်တွေရှိတယ်နေထိုင်စားသောက်ဖို့သူတို့ရုပ်ရည်တွေကြည့်ဒါမှမဟုတ်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေသူတို့ပြောတဲ့ဘာသာစကားတွေကငါတို့တိုင်းပြည်မှာဘာမှအခြေမခံခဲ့ဘူး ော့ဘာချောင်းအာဂျင်တီးနာတို့နော်ဒီဂမ်ဘီယာနိုင်ငံတို့ကဘာချောင်းမြန်မာနိုင်ငံကိုဒီလူမျိုးတွေကနင်တို့တိုင်းရင်းသားပါလို့လက်ညှိုးထိုးပြီးတော့မတရားထိုးထည့်နေတာလေစဉ်းစားလို့မရဘူးလူခွင့်ရေးကောင်စီတို့စဉ်းစားလို့မရတိုင်းပြည်တွေမှာတမိုင်းနေရှိတယ် ိုင်းပြည်တိုင်းတိုင်းပြည်မှာတမိုင်းတွေရှိတယ်။ပြည်တိုင်းတိုင်းပြည်မှာတမိုင်းတွေရှိတယ်။သွားတာဒီလိုဟိကြတယ်။ကန်ကတ်ခတ်လား။မခံဘူး။ဘာဖြစ်နေလို့ပါတာသူလဲသူတို့လူမျိုးမဟုတ်တာသူတို့နိုင်ငံသားမဟုတ်တာသူတို့ကန်ကတ်မခံဘူးလေ။ငါတို့နိုင်ငံကြတော့ဘာဖြစ်လို့နင်တို့လက်ခံလက်ခံလို့ဝိုင်းကြော်ကြတာ။စဉ်းစားလို့မရ။နေခွင့်မရှိလားရှိတယ်။ င်းတို့ခဗီယာတို့အာဂျင်တီးနားနိုင်ငံတို့သူတို့နိုင်ငံသားဘယ်နှယောက်ရှိလဲမြန်မာနိုင်ငံသားခံယူခွင့်ပေးဖို့နင်တို့လာလျှောက်ပြီလားရှင်းရှင်းပဲဘာဖြစ်လို့လဲဆိုတော့ကဘာကြီးမှလည်းအကျင့်တွေပြတ်နေတာတစ်ဖက်နိုင်ငံနဲ့တစ်ဖက်နိုင်ငံနှိမ့်ကြတဲ့နိုင်ငံတွေကိုမတရားအနိုင်ကျင့်တာအခုဆိုငါတို့တိုက်ပြရတရုတ်နှိမ့်ဆက်တာလည်းခံရတယ်တရုတ်ကစစ်တပ်နဲ့ပေါင်းပြီးမြန်မာနိုင်ငံသားတွေကိုနှိမ့်ဆက်တပ်ဖြတ်နေတာနော် ဒါကိုလည်းခင်ရတယ်အဲ့ဒီကမ္ဘာကုလသမဂ္ဂဆိုတဲ့ကုလသမဂ္ဂအရေးကြီးရတယ်ဘာမှလည်းမကယ်နိုင်ဘူးလူခွေရေကောက်စီလို့တာဟောတာလားငါတို့တိုင်းပြည်လည်းဘာမှမကယ်နိုင်ဘူးမကယ်နိုင်မင်းနဲ့ဟိုအရေးဒီအရေးကိုငါတို့ဘက်ကလူတွေကလည်းအကြောင်းတွေပြပြီးတော့ငွေတွေကိုခိုးစားတာလူလူငွေတွေတိုက်ရေးတမန်ရေးဘာရေးတမန်ရေးပြတာပြတကယ်ဆိုတိုက်ရမှာဘယ်နေရာမှာပထမတနည်းလောက်တည်းကဘယ်နေရာမှာမအောင်မြင်ဘူးသူတို့ခေါင်းဆောင်တွေဖြစ်ပြီးစစ်တိုက်ဖို့ကိုပဲသူတို့ဒဇက်မမတ်လောက်ရင်2021တနှစ်ဆိုပြီးမိနေတဲ့ ို့ဆိုရင်အဲ့ဒီလူခွင့်ရေးကောင်စီတို့ဘာတို့တွေရလဲဒါကိုပဲဖန်ပြတယ်ဘာမှလည်းမကူညီဘူးဒီလိုဟင်ချာရေးနဲ့မြန်မာနိုင်ငံကိုဒုက္ခပေးတယ်အမေတော်အဆန်းစုကြည်ကိုဘာတတ်ဖို့သူတို့စဉ်းစားတဲ့ထောင်ထဲကနေပြီးတော့အမှုတွေနဲ့ဆင်ပြီးတော့ဟောကမ္ဘာခုံရုံးမဟုတ်တည်တဲ့အဆင့်ထိပေးဖို့အတွက်ကိုအာဂျင်တီးနားနိုင်ငံတို့ဒဟိတ် တို့ဒါလောက်ကြတာ ICC တို့ ICJ တို့ဆိုတာဒါမတရားလုပ်တဲ့အမှုတွေမတရားကိုအမှုဆင်ပြီးတော့နိုင်ငံတကာနိုင်ငံရဲ့ခေါင်းဆောင်တန်ဖိုးရှိတဲ့ခေါင်းဆောင်ကို ဝိုင်းပြီးတော့ပူပေါင်းပြီးတတ်ဖို့တက်စီတဲ့တိုင်းပြည်စဉ်းစားကြည့်ဒီနိုင်ငံရဲ့ခေါင်းဆောင်ဦးဆောင်ရကဘာကြီးမှလည်းဟိုလေးတကြော်ကြော်လူတိုင်းသိတယ်ပညာတွေလည်းတက်တယ်နိုင်ငံတကာမှလည်းပေါပေါရရောက်သွားနေတယ်ဒီအမေတော်အောင်ဆန်းစုကြည်ကအကျန်းဖက်ပြီးရိုဟင်ဂျာကိုအကျန်းဖက်ပြီးတတ်လို့ဆိုပြီးတော့ကောင်းစဉ်တက်ပြီးတော့တေတံအဆင့်ထိပေးနိုင်ဖို့ရအောင်ဆွဲခေါ်ဖို့လုပ်ပြီးတာအန်ယူဂျီနဲ့ထုံးခင်း ြည်သူတွေသိထားဖို့ကအန်ယူဂျီလည်းမဟုတ်ဘူး NLD ကအန်ယူဂျီမဟုတ်ဘူးအန်ယူဂျီဒီ NLD မဟုတ်ဘူးပြည်သူတွေသိထားအခုအန်ယူဂျီလက်အောက်ကနေနေတဲ့ပြည်ရင်ပြည်နယ်ကအန်ယူ NLD အချို့တွေနင်တို့စောက်ချိုးတွေနင်တို့ပြည်ရင်ပြည်မပြည်ရင်နင်တို့ချစ်တဲ့ခေါင်းဆောင်ထောင်ထဲမှာသိမ်းမယ်ဆိုတာတို့မသိမချင်းမှတ်ပါဒီခေါင်းဆောင်ကြီးကိုထောင်ထဲမှာသိဖို့အတွက်အာဂျင်နီတာကလည်းကြံစီပေးတယ် နော်အာဂျင်တီးနားကလည်းတက်စီပေးတယ်နော်ထွန်ခေတို့အန်ယူဂျီတို့ကလည်းကြံစီပေးတယ် အဲ့လိုဆိုတော့အခုမြန်မာနိုင်ငံမှာဘလောက်ထိပြည်သူတွေဒုက္ခပြည်လဲဝေးနေလဲဟောနိုင်ငံတကာကဟာဒီပေါ့နော်နိုင်ငံတကာမှာတန်ရေးတမရေးလုပ်နေတဲ့ဟာဒီကလည်းပြည်သူကိုမငဲ့ဘူးဒီကြားတဲ့ရိုဟင်ဂျာဆိုတဲ့လူခေါင်းစဉ်တက်ပြီးဘင်္ဂလားဒေ့ရှ်ကအိန္ဒိယမဲ့တွေကလည်းမြန်မာနိုင်ငံမှာနေရာတစ်ခုယူဖို့နေမျိုးကို ဖဲ့ပြီးရခိုင်ပြည်နယ်ကိုအပိုင်စည်းဖို့ကြံ့နေတာဒါအေးကအရန်ကိုတတိထားရမယ်ပေါ့နော်အခုဆိုရင်အကြံဖက်တွေ ဖြစ်လာခဲ့ပြီပေါ့နော်ဘာလို့လဲဆိုတော့အခုအေးအေးကိုအကျန်းဖက်ဖြစ်နေဘာလို့လဲဆိုတော့အခုအေးအေးကိုအကျန်းဖက်ဖြစ်နေသူဟာသူတို့နေမီလလူတာသူတို့အဲစဉ်းစားအဲ့လိုဆိုတော့တိုင်းပြည်မှာ ဘယ်လိုလောက်ဘယ်လိုတွေများစိတ်ကိုခྱི་ဆက်ကြမလဲပြည်သူတွေတေချာစဉ်းစားငါတို့တွေကစီယုံကြိတ်တမ်းပြီထဲထုတ်ရမယ့်လူတွေကိုတတ်တတ်ဖြစ်သွားအောင်ကိုစီယုံရမှာเนาะကချင်ကရားကရင်ချင်းမုံမမကိုင်ရှမ်းစီရတိုင်းသားလည်းနဲ့ကိုင်တွေအားလုံးအဂါတာတွေနောက်မှာထเนาะ KNL D ပလောင်နေဖြစ်နေတဲ့ပြဿနာတွေရှမ်းလူမျိုးကွဲတွေပလောင်နေရเนาะရှမ်းပြည်နယ်မှာနေပိုင်ခွင့်ရှိတယ် เนาะမင်းတို့နေမြင်မရှိဘူးလို့မပြောနဲ့တရားနဲ့တရားသူ့နေမြင်နဲ့သူ့ဟာနဲ့သူမြန်မာတနိုင်ငံလုံးကချင်ကရားကရင်သူမြန်မာတနိုင်ငံလုံးကချင်ကရားကရင်ကိုမြေကိုရေကိုလီလို့သဘောထားထားပြီးတော့ပူပါမိတိုက်ကြเนาะဤခါဆိုရင် NUG လည်းသူ့ဟာသူတတ်တတ်ဖြစ်သွားမယ်မေအောင်လိုင်ကိုလည်းတိုက်လို့နိုင်ပါမယ်เนาะအဲ့ဒါတိထား live ပေါ်မှာသတင်းတွေမတင်ကြနဲ့ဘလို့သတင်းတွေခရီးသွားတဲ့သတင်းတွေအခုဆိုငါတွေ့နေရတာကိုယ်ဆေး ။ OS စေဝါအဖွဲ့ဘယ်မှာသွားပဲဖမ်းမှာအခြေဆိုင်မယ်။ဟုတ်ဘောလမြိုင်မှာအခြေဆိုင်မယ်ဒါတွေသိရင်ဘောလမြိုင်မှာအခြေဆိုင်မယ်ဒါတွေသိရင်မင်းအမြင်မှာသွားပြီးတော့ကိုက next တိုင်းပိုင်မှာနေမျိုးကိုနေမျိုးကိုပြန်ယူဖို့အတွက်ကိုလျှို့ဝှက်ပြီးလုပ်ရမယ်ဟာ။သတင်းတွေမှာဒီလိုမျိုးတင်နေမှာတော့အကောင်လုံးတစ်ခါမရကုန်ဘူးလား။အတော့ဆင်းရွာပြီဘုမော်လမြိုင်မှာသွားတာတို့ ဖအံမှာသွားတာတော့ဒီလိုမျိုးတွေတင်တာဆိုတော့သွားပြီးပါဟိုကကြိုတင်ပြင်ဆင်ရုံပဲကိုမသွားတော့မှပြင်ဆင်လာလိုက်ပြီတိထားကိုတိုးလို့မရတော့ဒီနေမြင်တော့ဆင်းညက်တဲ့ခါလေးဆိုโอเคဒီလောက်ပဲပြည်သူပြည်သားပေါင်းစိတ်ချမ်းသာရေကိုကျမ်းမာခြင်းနေ့ဒီအမြဲဆုံးရောက်ရှိပါစေ